င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရင်းနှသာစစေးကိက73စီစနေခါစေဝပါဝင်ကွန်ပစ္စည်းတွေရခိုင်ကိုလက်ငွေတိမ်ထောင်ပေါင်းများစွာရယူခွင့်ပြုခဲ့မှုနဲ့ဘုံမူကြီးမျိုးညွန့်ဘုံမူကြီးအောင်ဆန်းလွယ်ပါဝင်အရာရှိ6ဦးကိုစစ်ကောင်ရုံးကဆွဲချက်တင်လိုက်ပါတယ် နိုင်တာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ကျော်သူဝင်းခေါ်ရွှေမန်းနယ်ကိုရရာရှိတို့ပြစ်ခတ်ခံရပြီးစစ်တပ်ကလိုင်တန်ရမြို့နယ်တစ်ခုလုံးကို ပိတ်ဆို့စစ်ဆေးခဲ့တဲ့တဲ့င်းပါဝင်နောက်ဆုံးတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မစောတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ AR တန်းရေကြည်မြို့နယ်ငတန်းချောင်းမြို့ပသိမ်မုံရွာလမ်းမကြီးနဲ့ကွာငတန်းချောင်းလမ်းဆောင်ကရတသာဆစေးကက73စီ72အိကဆေးဝါအပါဝင်ကုန်ပစ္စည်းတွေရခိုင်ကိုလက်ငွေတိမ်ထောင်ပေါင်းများစွာရယူခွင့်မြုခုနဲ့အနောက်တောင်တိုင်းစစ်တနာကျောက်ကဘုံမူကြီးမြို့ညို့ဘုံမူကြီးအောင်ဆန်းလွင်ပါဝင်အရာရှိ6ဦးထက်မနည်းကိုစစ်ကုံရုံးကဆွဲချက်တင်ထားတယ်လို့ စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်စတင်ပါလာစံပိုက်မှာအနောက်တောင်တိုင်းစစ်တနာကျောက်ကဦးစီးဘုံမူကြီးမြို့ညုံစစ်ထောက် စစ်ဦးစီးဘုံမူကြီးအောင်ဆန်းလွင်ဒုတိယဘုံမူကြီးကျော်စွာထောင်းဘုံမူစိုးရံနိုင်အပါဝင်အရာရှိအများအပြားကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဖမ်းဆီးခဲ့ရတဲ့အဓိကအကြောင်းကတော့ရေနတာစစ်စေးဂိတ်က73စီဆက်နှစ်ရက်ခါစေဝအပါဝင်ကုန်ပစ္စည်းတွေရခိုင်ကိုလက်ငွေတိမ်ထောင်ပေါင်းများစွာရယူခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိစစ်စေးချက်တွေရ လက်ပေးလက်ယူမှုဟာထင်ရှားတာကြောင့်စစ်ခုံရုံးကဆွဲချက်တင်ထားရလို့လည်းသိရှိရပါတယ်။ဒါ့အပြင်ဖန်ဆီးခံထားတဲ့စစ်အရာရှိတွေရဲ့ပိုင်ဆိုင်မှုအလုံးကိုလည်းစစ်ကောင်စီကချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့သက်ဆိုင်ရာမိသားစုတွေကိုလည်းတက်တွင်းနေရာတွေကနေဖယ်ရှားခိုင်းနေတယ်လို့သိရပါတယ်ရှင်။ စကန်တိုင်းတရင်တဘုတ်ကိုတက်ဆက်ပေးကြပါရစေ။စကန်တိုင်းဘုဒ္ဓလင်မြို့ပေါ်မှာအကြက်ဖက်စစ်ကောင်စီတပ်ကခလင်းငယ်၃ဦးအပါအဝင်မိသားစုဝင်၆ဦးကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့လို့ဒေသတွင်းသတင်းမြစ်တွေကပြပြပါရစေ။အော်တိုဝါလ၁၇ရက်နေ့ည၁၇နာရီအချိန်မှာဘုဒ္ဓလင်မြို့တစ်မြို့လုံးကိုစစ်တပ်စစ်ကြောကဝင်ရောက်လှည့်လည်ရန်ကားမှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူတွေအားလုံးဟာထွက်ပြေးခဲ့ကြပေမဲ့ဘုဒ္ဓလင်မြို့ဗန္ဓုရရက်ွက်တဲ့တပန်းလန်းစုံက ဥဖိုးကြာနဲ့ဒေါ်သင်းကုံစုံဆိုင်နဲ့မိသားစုကစစ်တပ်ထောက်ကန်တဲ့မိသားစုဖြစ်တဲ့အတွက်ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိခဲ့ဘူးလို့လည်းသိရှိရပါတယ်စစ်ကောင်စီတပ်တွေရောက်ရှိလာချိန်မှာတော့စစ်တပ်ထောက်ကန်တဲ့ဥဖိုးကြာတို့မိသားစုတွေအားလုံးကိုတတ်ဖြတ်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်အကြက်ဘက်စစ်တပ်တပြက်မှုကြောင့်အသက်62နှစ်အရွယ်ရှိတဲ့ဥဖိုးကြာအသက်50အရွယ်ရှိတဲ့ဒေါ်မာသင်းအသက်26နှစ်အရွယ်ရှိတဲ့တမင်းဖြစ်သူမတ်တဲတဲမတ်တဲတဲရဲ့တားဖြစ်သူအသက်16နှစ်အရွယ်မောင်ရွှေဖြိုးအောင်ဝေစား သမီးဖြစ်သူအသက်16နှစ်အရွယ်မွေးစားတူမအသက်6နှစ်အရွယ်ကလင်းငယ်တို့ကိုတပ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တပ်ဖြတ်ရမှာလဲအငယ်ဆုံး6နှစ်အရွယ်ကလေးကိုကင်ပေါက်တပ်ဖြတ်ခဲ့ပြီး ကြံမိသားစုဝင်တွေကိုတော့လက်ပြန်ကြိုးတုတ်ကခေါင်းကိုတနက်နဲ့တိတ်ကပြစ်တက်သွားခဲ့တာဖြစ်တယ်လို့လည်းဒေတာတွေသတင်းမြစ်ကပြပြပါရယ်မိသားစုဝင်6ဦးကိုတတ်ဖြတ်သွားတဲ့အကြက်ဖက်စစ်ကြောင်းဟာမုံရွာမြို့အခြေဆိုင်အနောက်မြောက်တန်းစစ်တနာကျောင်းနမခခဖြစ်ပြီးအော်တိုဘာလ၄ရက်နေ့ကနေစတင်ပြီးဘုဒ္ဓလင်မြို့အတွင်းကိုစတင်ဝင်ရောက်လာကလှည့်လည်တောင်းကျမ်းနေတာဖြစ်တယ်လို့လည်းသိရှိရပါရယ်ရှင် ရန်ကုန်တရင်တဘောကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းလှိုင်သာမြို့နယ်အနောက်ပိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်းခေါ်ရွှေမန်းနဲ့ကိုရရာရှိတို့ကိုမနစ်ကမနဲ့ပိုင်းအချိန်မှာတိုလင်းတပ်တွေကဝင်ရောက်ပစ်ခတ်တဲ့အတွက်ကြောင့်ဒရန်အပြင်းထန်ရရှိသွားတယ်လို့ Golden Valley Warrior တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။လိုင်တာမြို့နယ်၁၁ရပ်ကွက်မှာ Golden Valley Warrior တပ်ဖွဲ့ကရဲတပ်တွေကပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့လည်းသိရှိရပါရတယ်။အဲဒီပစ်ခတ်မှုကြောင့်ကျော်သူဝင်းခေါ်ရွှေမန်းဟာရင်ဘတ်ဖောက်ဝင်ဒရန်တစ်ချက်ဝဲလက်ဖွာဖောက်ဒရန်တစ်ချက်ကြည်ထိမှန်ဒရန်ရှိခဲ့ပြီး သူ့ရဲ့ကိုယ်ရည်ရရှိကတော့ဥကောင်းဖောက်ဝင်တရားနှစ်ချက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။လှိုင်းတန်ရမြို့ကန်လည်းဖြစ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်လည်းဖြစ်သူကျော်သူဝင်းဟာမဝေမနေရစစ်မှုထမ်းစနစ်အတွက်လှိုင်းတန်ရမြို့နယ်ကလူငယ်800ကျော်ကိုစစ်တပ်စီကိုအမည်စရင်ပေးပို့ခဲ့တာဖြစ်ပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းခဲ့သူဖြစ်တယ်လို့လည်း Golden Valley Warrior တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါတယ်။ရရှိထားတဲ့အချက်အလက်တွေအရလှိုင်းတန်ရဟာရန်ကုန်တိုင်းတွင်စစ်မှုထမ်းအများဆုံးထုတ်ပေးခဲ့တဲ့မြို့ ဖြစ်ထိတ်ဆုံးကနေရပ်တည်နေပြီးအဲ့ဒီဖြစ်စဉ်တွေအဓိကအဆုံးဖြတ်ကိုလှိုင်းတရားမြွတ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဆုံးဖြတ်အတည်ပြုပေးခဲ့ရဖြစ်တယ်လို့လည်းသိရှိရပါတယ်ကျော်သူဝင်းဟာမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာခဲ့ပြီးသူ့ရဲ့စီးပွားရေးအင်ပါယာကိုပါချက်ထွင်နိုင်ခဲ့က တဟုံတို့ကြီးပွားချမ်းသာလာသူဖြစ်တယ်လို့လည်းသိရှိရပါတယ်။သူရဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းစစ်ဘက်အရာရှိအချို့ပါဝင်ပတ်သက်နေပြီးတရုတ်လုပ်ငန်းရှင်တဦးကလည်းငွေကြေးထပ်ဝင်ထားတယ်လို့သိရှိရပါတယ်။အဲဒီလိုကျတူဝင်းခေါ်ရွှေမန်ပြစ်ခတ်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေဟာလှိုင်းသာမြို့နယ်တမြို့နယ်လုံးကိုပိတ်ဆို့ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဘေးနောင်တရာအောင်စင်းရတရာရွှေပြည်တရာတွေကိုလည်းယာယီပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့လို့သိရှိရပါတယ်ရှင်။ တင်းသာရီတန်းတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။တင်းသာရီတန်းရေဖြူမြို့နယ်ရေဖြူတံတားတွေမှာစစ်စေးလှုပ်ဆောင်နေတဲ့အကြက်ပဲစစ်ကောင်စီတပ်သားတွေကိုဝင်းရောက်ပစ်ခတ်ရမှာ။လေးဦးဟာတည်သွားပြီးတနက်တလက်ကိုတင်းဆဲရရှိခဲ့လို့ဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါရယ်။အော်တိုဘာလ17ရက်နေ့ညနေ3နာရီလောက်မှာ ရေပြူမြို့နယ်ရေပြူတံတားထိပ်မှာပြည်သူတွေကိုနှီးမျိုးစုံနဲ့စစ်စေးအကြမ်းဖက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဝင်ရောက်တိုက်ခိုက်ရမှာအပြန်အလှန်ပစ်ခတ်မှုတနိုင်ဝန်းကျင်ခန့်ကြမ်းမြင့်ခဲ့ပြီးတဲ့နောက်မှာအကြမ်းဖက်တပ်သား၄ဦးဟာတိုက်သွားကြတာဖြစ်ပြီးအများအပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်သားတွေစီကနေလက်လက်ခရမ်းတွေနဲ့ drone ဒဇင်းကိုတိမ့်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ကချင်ပြည်နယ်တဲ့တပုတ်ကိုကြည့်အောင်ပါကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KI နဲ့စစ်ကောင်စီတပ်တွေကြားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ပစ်ခတ်မှုကြောင့်လူနေရင်တွေမိလောင်နေရလို့ဗမော် People Defense Force BPDFC ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အော်တိုဘာလ12ရက်နေ့နဲ့အော်တိုဘာလ17ရက်နေ့ကဗမော်မြို့နယ်6မိုင်နဲ့9မိုင်ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေရလဲဖြစ်ပါရယ်အဲလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာကျန်းပယ်စစ်ကောင်စီဘက်ကလက်လက်ကြီးတွေလေကြောင်းပစ်ကိုတွေနဲ့ ဲ့ပြစ်ခတ်နေတာကြောင့်လူနေရက်ွက်တွေအတွင်းကိုလက်နေကြီးကြီးတွေကြောက်ရောက်ပြီးမီးလောင်မှုတွေဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။ KIA ဥဆောင်တဲ့တော်လိုင်းတပ်တွေကမမော်မြို့ပတ်ဝန်းကျင်မှာရောက်ရှိနေပြီးစစ်ကောင်စီတပ်တွေကလည်းခုခံစစ်ပြင်နေကြတာကြောင့်မမော်မြို့နယ်အနီးမှာတိုက်ပွဲပြင်းထန်လာတာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းမတရားမြို့နယ်မှာမန္တလေး PDF တင်ပိုက်ထားတဲ့တက်စကန်တွေကိုအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်တက်ခိုက်နေတာကြောင့် တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးစစ်သားမတအလောင်းတွေနဲ့လက်နက်ခရမ်းတွေလည်းတိတ်ဆဲရရှိခဲ့လို့မန္တလေး PDF ကပြောပါရယ်မတရားမှုနယ်အတွင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတိုင်းုံထားတဲ့တပ်စခန်းတွေကိုပြန်လည်ရရှိဖို့တဲ့အကြမ်းဖက်စစ်တပ်ကစ조사နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေရလို့လည်းမန္တလေး PDF ကပြောပါရယ်အကြမ်းဖက်စစ်တပ်ဟာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေတမ်းမက ရေပြင်စစ်ကြောင်းတွေဘုကအသုံးပြုကတံပြန်ထိုးစစ်ဆင်နေပေမဲ့လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသိမ်းယူထားတဲ့တပ်စခန်းတွေကိုအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်တယ်လို့လည်းသိရှိရပါဗျ။အဲဒီတိုက်ပွဲတွေမှာလက်နက်ခရက်နဲ့စစ်သားမတအလောင်းတွေလည်းသိမ်းဆဲရမိခဲ့တယ်လို့မန္တလေး PDF ကသတင်းထုတ်ပြန်ထားပါဗျ။အကြက်ဘက်စစ်ကောင်စီတပ်ဟာမတရားမြို့နယ်တိုက်ပွဲတွေတွင်စစ်ရေးပြစ်မှတ်တွေကိုသာမကပဲအရသာပြည်သူတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်နေပြီးစစ်ရာဇဝတ်မှုတွေကိုလည်းပြောင်ပြောင်တင်းတင်းကျွလွန်နေတယ်လို့မန္တလေး ် PDF ကပြောပါရရှင်ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါရှင်။ကျေးမများပါ။